မောင်ထောင်ဝင်းကိုနေပယ်မြို့ကနေကြိုဆိုပါရင်ဘရိတ်တမြောင်လုံးမင်းမင်လာများ Red TV တိုင်းကနေပြန်လဲကြိုဆိုလိုက်ပါရင်ဒီပါဘူးဟာတရားဒီမှာနေပြတဲ့အာနေစလော့နဲ့အတူ Premier League စုပလာကြီးကိုတင်ပိုင်နိုင်ခဲ့ပြီးအောင်မြင်မှုအသစ်တွေကိုစတင်ရေးသားနေပါပြီစလော့ကပြီးခဲ့တဲ့နေရာဒီမှာအသင်းကိုပြုပြင်ဖို့အချိန်မရလိုက်ပဲရာဂန်ကလော့ချန်ရင်ခဲ့တဲ့အသင်းကိုပဲဆက်ပြီးတော့ဂိုင်တွေ့ခဲ့ပါရင်စလော့ကနောက်ရာဒီမှာတော့ဥရောပကိုပါတင်ပိုင်နိုင်ဖို့အတွက်အသင်းကိုနေရာဒီမှာအင်အားဖြည့်တင်တာတွေပြုလုပ်ရအောင်ပါဖြစ်ပါရင် ဒီတော့အသည်မှာမလို့အတော်ရဲကစားသမားတွေကိုရောင်းချုပ်ပြီးနေပြစိတ်ကြိုက်ကစားသမားအသည့်တွေကိုပြန်ပြီးခေါ်ယူသွားဖို့ကြိုတင်စီစဉ်နေပါတယ်။ဒီနေရာဒီမှာကျွန်ကြနီတွေကိုစီကနေထွက်ခွာတော့မဲ့ဒါဝင်နူးညက်ကိုခေါ်ယူခြင်းနေကြတဲ့ဥရောပထိပ်တန်းအသင်းကြီးတွေဝိုင်းဝိုင်းလည်နေပါတယ်။နူးညက်ဟာပြီးခဲ့တဲ့နေရာဒီကတည်းကအသင်းကနေထွက်ခွာမယ်လို့သတင်းတွေကြီးနေပေမဲ့ဒီတရားဒီလုံးအရန်ခုံမှာပဲအချိန်ကုန်နေခဲ့တာကြောင့်ဒီနေရာဒီမှာတော့အသင်းကနေတေချာပေါက်ထွက်ခွာတော့မှာပါ။ဒီထဲမှာနူးညက်ကိုခေါ်ယူဖို့ထိတ်ဆုံးကနေဥဆောင်နေကြတာကတော့နာပိုလီအသင်းနဲ့အက်တလီကိုမက်ထရစ်အသင်းတို့ဖြစ်နေကြပါရင် အီတလီသတင်းဌာနတွေရဲ့ဖော်ပြချက်အရအသက်25နှစ်အရွယ်တိုက်စစ်မှုလေးကိုနာပိုလီအသင်းကစိတ်ဝင်စားနေကြောင်းသိရပါတယ်။နာပိုလီဟာနေပြအသင်းအန်တိုနီယိုကွန်တီရဲ့လက်အောက်မှာအလီမန်တိုးတက်လာနေပြီးဒီဟာသည်စီးရီးယားချန်ပီယံဖြစ်ဖို့ကလည်းလက်တကမ်းပဲလိုအပ်ပါရင်နာပိုလီကနားရသည်မှာဥရောပပြိုင်ပွဲအတွက်ပါအာယုံစိုက်ရဖို့ရှိနေတဲ့အပြင်အငှားချတာတဲ့တိုက်စစ်မှုဗီတာအိုစီမန်ကိုလည်းရောင်းချအောင်မှဖြစ်တဲ့အတွက်ကစားမအသစ်တယောက်ပြန်လဲခေါ်ယူဖို့လိုအပ်နေပါသေးတယ်။ဒီအတွက်နာပိုလီကလီဗာပူးရဲ့အပေးခံကစားသမားဒါဝင်နူညက်ကိုမျက်စိကျလာနေကြောင်းသိရပါတယ်။ဒါ့အပြင်နူညက်ကိုဒီယေဂိုစီမိုနီရဲ့ အီတလီကမက်ထရစ်ကလည်းစိတ်ဝင်စားနေပြီးအခြေအနေကိုစောင့်ကြည့်နေကြောင်းသိရပါတယ်။အာဂျင်နာအသင်းရေမာပလိန်နဲ့ sorry အာရေဗျအသင်းတွေကလည်းနူညက်ကိုခေါ်ယူဖို့စိတ်ဝင်စားနေကြကြောင်းသတင်းတွေကဖော်ပြနေကြပါတယ်။နူညက်ဟာအဆုံးသက်ပိုင်းမသေးကြပေမယ့်အတွုံးလုံးနဲ့ကောင်းမွန်ပြီးပြန်မက်နောက်တန်းကိုကောင်းကောင်းမှွေနောက်ဒုက္ခပေးနိုင်တဲ့ကစားမမျိုးဖြစ်ပါတယ်။ညဉ့်ညက်ဟာကြိုကြနေတော့အတွက်အသွင်းကုန်၄၀အသွင်းယူပေးထားပေမဲ့လည်းပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့ဒီအာဒီမှာတော့ပြိုင်ပွဲဆုံး9ခုပဲအသွင်းယူနိုင်ခဲ့ပါတယ်။ နေပြအာနီစလိုက်လက်ထက်မှာနူးညံ့ဟာအရန်ခုံပေါ်ရောက်ရှိသွားခဲ့ပြီးတဲ့နောက်ပွဲချိန်ရရှိဖို့တော့ရုန်းကန်နေရပါတယ်။လက်မဝဲရဲ့ချန်ပီယံခီးလန်ဟာနူးညံ့ရဲ့အားထုတ်မှုနဲ့ဘာမှကိုမဆိုင်ခဲ့ပေမယ့်နူးညံ့ကလူပေါ်ကစားမတယောက်ဖြစ်နေခဲ့ပါတယ်။လက်မဝဲကနူးညံ့ကိုပြောင်းရွှေ့ခြင်းပေါင်း82တန်းနဲ့စံချိန်တင်ခေါ်ယူခဲ့တာပါ။ဒီနေရာဒီမှာတော့လက်မဝဲကသူ့ရဲ့ဖလော့ကစားသမားကိုရောင်းထုတ်သွားပြီးအလက်ဇန္ဒားအီဆန်လိုမျိုးနောက်ထပ်အထိတ်တန်းပြတ်မဲ့တယောက်ကိုပြောင်းလဲခေါ်ယူသွားမယ်လို့လည်းသတင်းတွေကဖော်ပြနေကြပါတယ်။ ီကနေ့ကနေစတင်ပြီးအာနီစလော့ဟာနူညက်ကိုပွဲထွက်ကစားမှဆင်းမှာထုံမသုံးတော့ပါဘူးဒီတော့လဘဦးကလည်းနူညက်ရဲ့ပွဲ60မြောက်လဘဦးပွဲထွက်ကစားခဲ့တဲ့မှတ်တမ်းကိုမရောက်သေးတာကြောင့်ဘေဖီကာကိုအပေါ်စုချင်း5တန်းလေးပေးချင်မလို့သေးပါဘူးအာနီစလော့ကတော့သူ့အနေနဲ့နူညက်ကိုခေါက်ထားတယ်ဆိုတဲ့မိကုန်ကိုငင်းဆန်ပြီးကစားမရတဲ့အကြောင်းရေးထားတဲ့စောင်းမတွေအားလုံးကိုယုံကြည်လို့မရအကြောင်းပြောခဲ့ပါတယ်ဒီလိုအင်္ဂလန်မီဒီယာတွေရဲ့တိုက်ခိုက်မှုတွေကသူ့အတွက်တော့အသင်အဆန်းပဲလို့လည်းစလော့ကပြောခဲ့ပါသေးတယ်နာပိုလီအားအီတလီချန်ပီယံအသင်းဖြစ်သလိုနောက်ရသည့်ချန်ပီယံလိမ့်မှာလည်းဝင်ရောက်ရှင်ပြိုင်ရအောင်ပါပါ နာပိုလီကကေဗင်ဒီဘရိုင်းလိုမျိုးထိတ်တန့်ကစားသမားကိုပါအသင်းကိုခေါ်ယူဖို့အတွက်ကြိုးစားနေတဲ့အတွက်နွန်းညံ့နေတဲ့သူ့ရဲ့အကောင်းဆုံးပုံစံကိုရှာဖွေခြင်းနေပေကစဉ်းစားသင့်တဲ့နေရာတစ်ခုဖြစ်နေပါရင် နင်းညာလေပါဦးမှာဖလားရီစကူရရှိခဲ့ပင်မဲ့လဲအတင်းမှာနေရာများတော်ဘူးဆိုရင်သူ့ရဲ့အများကြီးကြံနေတဲ့ကစားမပွားကိုတခြားအတင်းတင်းမှာဆက်လက်ရှောင်းလန်းရမှာဖြစ်ပါရင်ဒီတော့နင်းညာဟာမဆေးဆိုင်ကနေထွက်ခွာမယ်ဆိုတာနဲ့သူ့ရဲ့အတင်းတင်းအတွက်အားကုန်ထုတ်ပြီးကစားပေးမယ်ဆိုတာကလည်းသိကြနေပါရင်ဒါကြောင့်နင်းညာကိုခေါ်ယူမဲ့အတင်းတွေမရှိတော့မှကိုစွဲပူစရာမလိုပဲဘယ်အတင်းကိုရွေးချယ်မလဲဆိုတာကိုပဲဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါရင်ချီးရှုပေးကြတာဂျေဆုတင်ပါရင်